ရာဟိဒာခေယာတွေကိုလှူဒန်းနေကြ စေတနာအလင်းနံပရဟိတဖွဲ့ဟာဒီနှစ်မှာတော့အဲနီညိုရာသီဥတုကြောင့်ရေရှားပမှုတွေဖြစ်ပေါ်နေတဲ့အတွက်ရေလူတန်းမှုစီစဉ်ခဲ့တာဖြစ်ပါတယ်။စေတနာအလင်းနံပရဟိတဖွဲ့ဟာဒလမျိုးကမော်ဆက်ရက်ကွက်၊တပေကုန်းရက်ကွက်၊ဗပင်ရွှေရီရက်ကွက်နဲ့ကန်စစ်သားရက်ကွက်တို့ကဒေသခံတွေအတွက်တောက်တုံးရေလူတန်းခဲ့တာဖြစ်ပါတယ်။တောက်တုံးရေလူတန်းတွေရောက်မလာရင်ဒေသခံတွေဟာကန်ရီကိုပဲအဓိကအသုံးပြုနေကြတာဖြစ်ပါတယ်။ခလင်းငယ်တွေအတွက်ကန်ရီကိုသာအားကိုးနေရတာမို့အခုလိုတောက်တုံးရေလာရောက်လူတန်းတွေကို ကျေးဇူးတင်နေသူကမက်ခင်မာနီပါရဲလူလည်းလူမရှိတော့ကိုရဲအဲ့အဲ့ကန်ရဲလည်းခံပြီးတော့တောက်လာခလေးကြောကျိုးတိုက်ပေါ့ရေလာပြီးတော့ပျော်လဲပျော်တော့ရေကောင်းတောက်လာတော့ခလေးလည်းပါရောကကင်းသွားတာပျော်လဲပျော်တော့ဝင်းလဲတာပါလေရာဒီဥတုပူလာလို့ကန်ရဲတွေခန်းချောက်လာရင်ထောင်းရဲတွေကိုအကုတ်နေရတဲ့အတွက်ရေကောင်းရေတန့်ဆိုတာမတောက်ရတော့ဘူးလို့ဆိုလာသူကဒေါ်စင်ညွတ်မှာ ဇာလည်းတင်းပြီးလို့ရှိရင်ဒီကံတကံမရှိဘူး။ကျန်တော့သာတော့အကုန်လုံးတောက်ပြရတတ်လို့မတောက်ပါဘူး။၆ပြပြီးတွန်းလာပြီ။အဲ့လိုမျိုးလေ။ဒီကံတကံကူတော့ပို့ပြီးတော့ခါရ။ဆက်တော့မို့လို့ဒီလားတလားလောက်မရှိဘူး။ဒါမှမဟုတ်သူကဘယ်လိုလဲဆိုတော့၆ပြပဲထပ်ထပ်တွန်းနေတယ်။အဲ့လိုရေထပတ်ကို၆ပြပြန်တွန်းလဲ၆ပြပြန်တွန်းလဲဆိုရေကောင်းတော့တော့ကံကံမရှိဘူး။ဒီနေ့ဟာအဲ့ဒီမျိုးရာဇီဝတ္ထုဖြစ်တာကြောင့်နေရာဒီရောက်တိုင်းရေရှားပေါင်းမှုဖြစ်ပေါ်တတ်တဲ့ဒလားမျိုးဟာအရင်နှစ်တွေထက်ရေရှားပေါင်းမှုတန်ကို ပိုပြီးခံစားနေရပါတယ်။အခုလိုမျိုးတောက်တုံးရီကိုအမှန်တကယ်လိုအပ်နေသူတွေအတွက်လူလန်းနိုင်တဲ့အတွက်ဝန်တာပီတီဖြစ်နေသူကဥတည်မှုပါ။အာအမှန်ဝန်တာပါပဲ။ဒီရေချာပါပြီးတော့တောက်တုံးရီနေပါတဲ့အချိန်မှာတောက်တုံးရီမရှိတဲ့အချိန်မှာသူတို့ရဲ့တတ်နိုင်သလောက်သူတို့အဖွဲ့ရဲ့ညမွေနဲ့မိတ်ဆွေတင်ကားရဲ့ဆရာသမားတွေပေါ့ပေါ့လို့ပါဝင်တဲ့ညမွေတွေနဲ့ အခုလိုမျိုးရှားပါးတဲ့နေရာမှာလာလူရတဲ့အတွက်အမှန်တမ်းမှကျေးဇူးတင်တယ်ဝန်လေးဝန်မြောက်ပါတယ်စေတနာလင်းနဲ့ပရာဟိတဖွဲ့ဟာမြန်မာနိုင်ငံ၅လုပ်ငန်းရှင်များအဖွဲ့ချုပ်မြန်မာနိုင်ငံကြောက်မြက်လုပ်ငန်းရှင်များအသင်းမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကဝန်ထမ်းတွေစုပေါင်းဖွဲ့စည်းတာဖြစ်ပြီးလတလကိုတယောက်တစ်ထောင်စီစုပြီးလှူဒန်းခဲ့ကြတာဖြစ်ပါတယ်